င်္ဂလာပါခင်ရှကုတ်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့အန်ဂျီဝန်ကြီးချုပ်တို့တွေ့ဆုံပြီးအာဆီယံနိုင်ငံတွေနဲ့ဆက်ဆံရေးတိုးမြင့်ဖို့တွင်နဲ့မြန်မာပြည်သူတွေစီလူသားချင်းစာနာမှုအကူအညီပေးဖို့ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့အန်ဂျီကနေတရားဝင်သတင်းထုတ်ပြန်ထားပြီးမလေးရှားဝန်ကြီးချုပ်ကလည်းအန်ဂျီဝန်ကြီးချုပ်နဲ့အကြံဖတ်မေးအွန်လိုင်းတို့ကိုတီးကြစီတွေ့ဆုံခဲ့မှုအပေါ်နှစ်ဖက်စလုံးကကန့်ကွက်မှုရှိပဲအပြုသဘောဆောင်တယ်လို့သတင်းထုတ်ပြန်ထားပါတယ် နေပြီးတော့မှငလင်တန်းကြောင့်ပြိုပြတ်သွားတဲ့အချက်ပဲစကောင်စီရဲ့ဟိုတယ်ခီးယုံနိုင်ငံသားရဲ့ယုံနဲ့လောက်ကောက်ဝင်ကြီးဌာနယုံတွေကအရာရှိနဲ့ဝန်ထမ်းတချို့ဟာရန်ကုန်မြို့ကယုံတွေကိုယာယီပြောင်းရွှေ့လာပြီးဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ ာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့ NGO ဝန်ကြီးချုပ်တို့တွေ့ဆုံပြီးအာဆီယံနိုင်ငံတွေနဲ့ဆက်ဆံရေးတိုးမြင့်ဖို့တွင်နဲ့မြန်မာပြည်သူတွေစီလူသားချင်းစာနာမှုအကူအညီပေးဖို့ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ NGO ကနေတရားဝင်သတင်းထုတ်ပြန်ထားပြီးမလေးရှားဝန်ကြီးချုပ်ကလည်း NGO ဝန်ကြီးချုပ်နဲ့အကြံဖတ်မဲအွန်လိုင်းတို့ကိုတီးကြစီတွေ့ဆုံခဲ့မှုအပေါ်နှစ်ဖက်စလုံးကကန့်ကွက်မှုမရှိဘဲအပြုသဘောဆောင်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါနဲ့ NGO ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ဟာဒီကနေ့ဧပြီလ16ရက်နေ့မနက်ပိုင်းမှာပဲ အွန်လိုင်းကနေတဆင့်တွဲဆုံမှုပြုလုပ်ခဲ့ပြီးအဲဒီတွဲဆုံမှုမှာ UNG ဘက်ကဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့အတူ UNG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကုလသမဂ္ဂဆိုင်ရာအမြင့်မအမြင့်တန်းကိုယ်စားလှယ်တပ်မကြီးဦးကျော်မိုးထွန်းနဲ့ဝန်ကြီးချုပ်ရုံအမြင့်တန်းအတွင်းဝင်တို့ပါအတူတကွတက်ရောက်ခဲ့ကြတယ်လို့ UNG ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေပွန်းလက်ကပြောပါတယ်အဲဒီလိုတွဲဆုံမှုမှာ UNG အနေနဲ့အာဆီယံနိုင်ငံတွေနဲ့အတူဆက်ဆံရေးတုံ့ပြန်မှုကိစ္စရပ်တွေအပြင်မြန်မာပြည်သူတွေစီလူသားချင်းစာနာမှုအကူအညီပေးဖို့ကိစ္စရပ်တွေကိုအဓိကထားဆွေးနွေးခဲ့ကြတယ်လို့လည်း ် MG ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။အဲ့ဒီလိုအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့ MG ဝန်ကြီးချုပ်တို့တွေ့ဆုံမှုမတိုင်ခင်ဧပြီလ18ရက်နေ့ဖြစ်တဲ့မနေ့ကတော့မလေးရှားဝန်ကြီးချုပ်နဲ့အကြံဖတ်မင်းအွန်လိုင်းတို့တွေ့ဆုံခဲ့ကြသေးပြီးအဲ့ဒီလိုမင်းအွန်လိုင်းနဲ့တွေ့တဲ့အချိန်မှာလည်းအပြုသဘောဆောင်သလိုနဖက်စလုံးကတော့တစ်ဖက်နဲ့တစ်ဖက်ကန့်ကွက်တာမျိုးမရှိဘဲအခုအချိန်မှာယုံကြည်မှုတိဆောက်ရေးဟာလည်းအရေးကြီးတာကြောင့်ဆက်ပြီးတော့လဲအာဆီယံဥဆောင်မှုနဲ့အတူမြန်မာပြည်သူတွေရဲ့အကျိုးစီးပွားအတွက်အမျိုးသားပြန်လည်တည်မြဲရေးနဲ့ငြိမ်းချမ်းရေးအတွက် တဆိုင်သူအားလုံးနဲ့ပါဆက်ပြီးဆွေးနွေးမှုတွေလှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းမလေးရှားဝန်ကြီးချုပ်ကသတင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျတဖက်မှာတော့နေပြည်တော်မှာငလင်တန်းကြောင့်ပြိုပြတ်သွားတဲ့အချက်ဖက်စစ်ကောင်စီရဲ့ဟိုတယ်ခီးယုံနိုင်ငံခြားရေးယုံနဲ့လက်ဝက်ကဝန်ကြီးဌာနယုံတွေကအရာရှိနဲ့ဝန်ထမ်းတချို့ဟာရန်ကုန်မြို့ကယုံတွေကိုယာယီပြောင်းရွှေ့လာပြီးဖြစ်တယ်လို့ဝန်ထမ်းအတိုင်းဝိုင်းကရန်ကုန်ခေတ္တကိုအတည်ပြုပြောဆိုထားပါတယ်မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက် အကြံဖက်စကောင်းစီရုံးဆိုင်ရနေပြည်တော်ကစစ်ရုံးအပါဝင်ဝင်ကြီးဌာနရုံးတွေတော်တော်များများပြိုကျပျက်စီးသွားပြီးအဲ့ဒီဝင်ကြီးဌာနရုံးတွေတက်ကဟိုတယ်ခီးရုံးနိုင်ငံခြားရေးရုံးနဲ့လောက်ကဝင်ကြီးဌာနရုံးတွေမှာရှိတဲ့အရာရှိနဲ့ဝန်ထမ်းတချို့ဟာရန်ကုန်မြို့ကရုံးတွေကိုယာယီပြောင်းရွှေ့လာကြတယ်ဆိုပါတယ်အကြံဖက်စကောင်းစီကတော့အဲ့ဒီပြိုကျပျက်စီးသွားတဲ့နေပြည်တော်ကသူတို့ရဲ့ဝင်ကြီးဌာနရုံးတွေကို6လအတွင်းပြန်ဆောက်မယ်လို့ပြောနေပြန်ပြီးအခုရန်ကုန်ကိုပြောင်းရွှေ့တာက ရုံးဆောင်နေတဲ့ကာလ ယာယီပြောင်းရွှေ့ဒါတာဖြစ်တယ်ဆိုပြီးတော့လဲပျော်ထားသေးတယ်လို့ဝန်ထမ်းအတိုင်းဝိုင်းကပြောပါတယ်ဒါအပြင်နောက်ထပ်နေပြည်တော်မှာပြကြပျက်စီးထားတဲ့ဝင်ကြီးဌာနတချို့လဲမကြမီရန်ကုန်မြို့ကနောက်ချင်ရုံတွေနဲ့ပူတွဲအလုပ်လုပ်ရမယ်လို့ပြောထားပြီးအဲ့လိုရန်ကုန်ကိုစစ်ကောင်စီရုံတွေပြောင်းရွှေ့တာဟာရန်ကုန်မှာသူတို့စစ်တပ်ရဲ့အုပ်ချုပ်ရေးမြို့တော်အဖြစ်ပြောင်းတာမျိုးမဟုတ်ပဲနေပြည်တော်ကဝင်ကြီးဌာနရုံတွေပြန်ပြင်ဆောက်ပြီးရင်တော့နေပြည်တော်ကိုပဲပြန်ပြောင်းပြီးတာဝန်ထမ်းရမှာဖြစ်တယ်လို့လဲဝန်ထမ်းအတိုင်းဝိုင်းကပြောထားပါသေးတယ်လက်ရှိမှာတော့ စကိုင်းငလင်းကြီးလောက်ခတ်သွားပြီးတဲ့နောက်ပျိုကျပျက်စီးသွားတဲ့အဆောက်အုံပေါင်းမြောက်များစွာတဲ့မှာစစ်ကောင်စီရဲ့ဝင်ကြီးဌာနရုံးအဆောက်အုံပေါင်း3600ကျော်လဲပျိုကျပျက်စီးထားတယ်လို့စစ်ကောင်စီကိုယ်တိုင်ကထုတ်ပြန်ထားပြီးအဲ့ဒီသူတို့ရဲ့ဝင်ကြီးဌာနရုံးတွေကို6လအတွင်းပြန်ဆောက်မယ်ဆိုပြီးတော့လဲစစ်ကောင်စီကပြောဆိုနေပြန်တယ်လို့သိရပါပါတယ်ခင်ဗျာတဖက်မှာတော့အချင်းဖက်စစ်ကောင်စီတက်ကသူတို့ကိုယ်တိုင်အပြစ်ရထားပါတယ်ပြောပြီးတဖက်မှာတော့အေရော်ဒီတိုင်းလေးမျက်နှာမြို့နယ်က ပန်ဒေါ်ဂျီဂျေးရွာအနီးကိုစစ်ကြောင်းထိုးတာတွေလှုပ်လာနေတဲ့အတွက်အရခတတော် AAPD ရဲ့ပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်ရမှာအချမ်းပတ်စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်ကိုများနေပြန်တယ်လို့စစ်တပ်သတင်းရှင်းမြစ်ကပြောထားသလိုဒေသခံပြည်သူတွေကလည်းပြောထားပါတယ်တစ်ဖက်မှာတော့တော်လိုင်းပူးပေါင်းတပ်တွေဟာငလင်တန်းတင့်ပြည်သူတွေကိုလူသားချင်းစာနာမှုအကူအညီတွေပေးလို့ရအောင်ဆိုပြီးထိုးစစ်တွေမလုပ်ဘဲရောက်တဲ့နေရာမှာပဲခုခံစစ်နဲ့သာရက်အကန့်အသတ်နဲ့ယာယီအပြစ်ရက်ပေးထားပြီးမြဲ့ စင်ကောင်စီကတော့အရခတတော် AA နဲ့ PDF ပူးပေါင်းတက်တွေရှိရာ ARD တိုင်း၄မျက်နှာမြို့နယ်ကဘန်တော်ကြီးဂျေးရွာအနီးကိုဧပြီလ15ရက်နေ့ကစပြီးစစ်ကြောင်းထိုးတာတွေလှုပ်လာတဲ့အတွက် AA PDF ပူးပေါင်းတက်တွေနဲ့အချမ်းဖတ်စင်ကောင်စီတက်ကြတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်ကိုများနေပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေဟာလည်းပသိမ်ဘက်ကဈေးယုံတွေစီစစ်ကားတွေနဲ့တည်နေရပြီးဈေးယုံမှာကတဲ့မလောက်တဲ့အထိကိုအခြေအနေစိုးနေတယ်လို့စစ်တပ်တရင်ရင့်မြစ်ကိုတိုင်ကရန်ကုန်ခေတ်တစ်ကိုအတိပေးပြောဆိုထားသလိုဒေသခံပြည်သူတွေကလည်းပြောထားကြပါတယ်ခင်ဗျတဖက်မှာတော့အချမ်းဖက်စကောင်စီကနိုင်ငံတကာကိုလူကြောက်အောင်သူတို့စစ်တပ်ဘက်ကနေအပြစ်ရထားပါတယ်ပြောပြီး တဖက်မှာလေကြောင်းတိုက်ခိုက်မှုတွေကိုနေ့စဉ်ရက်ဆက်လှုပ်ဆောင်နေရမှာဒီကနေ့ဧပြီလ18ရက်နေ့မနက်ပိုင်းမှာလေဂရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကြုံတွုံးမြို့ကတလွဲတောင်ခြေရွာကိုလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်အရတပြည်သူတို့ဦးသေးဆုံးသွားပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်လက်ရှိမှာ UNG PDF အပါအဝင်တိုင်းသာတော်လန့်ရေးတပ်တွေက ငလင်တန်းတဲ့ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေပေးလို့ရအောင်ဆိုပြီးထိုးစစ်တွေမလုပ်ဖဲခုခံစစ်နေတာရက်အကန့်တနဲ့ယာယီအပြစ်ရထားပေမဲ့အကြံဖက်စကောင်စီတက်ကတော့လေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ကြောင်းထိုးတာတွေကိုဇက်တိုက်လုပ်နေရမှာဒီကနေ့ဧပြီလ16ရက်နေ့မှာပဲဂျုံတို့မျိုးကတလွဲတောင်ဂျေးရွာကိုလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားပြန်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတက်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လက်တော်သိရှိထားချက်အရာတွင်ယသပြည်သူတို့ဦးသေးဆုံးထားပြီးနောက်ထပ်ပြည်သူတို့ချို့လဲဒဏ်ရာတွေရထားတဲ့အပြင်နေအိမ်တွေလည်းပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာလေမကွေးချင်းတောင်မှာအချင်းဦးစီးဌာနရဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအချင်းသားစောရွှေအောင်အပါဝင်နိုင်ချင်းနှဦးသေဆုံးခဲ့ရပြီးငါးဦးထပ်မင်းနဲ့ဒဏ်ရာတွေရထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ရဲ့ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ်တည်းကိုပြောပါတယ်ဖြစ်စဉ်ကတော့ ဧပြီလ13ရက်နေ့ညပိုင်းကပဲမကွေးချင်းတောင်နဲ့မျက်နှာချင်းဆိုင်ကအချမ်းဖက်စစ်ကောင်းစီရဲ့အမှတ်25ရဲတရင်ကိုတော်လိုင်းပူပေါင်းတပ်တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်တဲ့အချိန်အချင်းတောင်တဲမှာပါအချင်းဦးစီးဌာနဝန်ထမ်းတွေနဲ့အချင်းသားတွေအကြားတင်းမာမှုတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်အချင်းဦးစီးဌာနဝန်ထမ်းတွေကတနက်နေ့ပါပြစ်ခတ်မှုတွေကြောင့်လက်ရှိမှာနိုင်ငံရေးအကျဉ်းသားဆော့ရွှေအောင်အပါဝင်နိုင်ငံချင်းနှစ်ဦးတည်ဆုံခဲ့ရပြီးနောက်ထပ်အကျဉ်းသား၅ဦးထက်မနည်းကဒဏ်ရာတွေရထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထုတ်ဦးကပြောထားပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအဲ့လိုအကျဉ်းထောင်တွေတဲကအကျဉ်းသားတွေဟာတချို့ဆိုတသက်တကျွန်းချခံရတဲ့အကျဉ်းသားတွေလည်းရှိတော့အဲ့လိုအပြင်ကတနတ်တန်တွေဘုံတန်တွေကြားတဲ့အချိန်ဆိုထောင်ထဲမှာရှိတဲ့အကျဉ်းသားတွေဟာသူတို့ကိုလာခဲ့ပြီးဆိုတဲ့စိတ်လေးတွေဝင်သွားကြပြီသူတို့လေးတွေဟာပျော်ရွှင်ကြည်နုပြီးတော့အားတက်တရောရှိကြရကနေသူတို့ရဲ့လွတ်မြောက်ရေးအတွက်အခုလိုအပြင်ကတိုက်ပွဲဒဏ်တွေကြားတာနဲ့ သူတို့ဘာအတူလွတ်မြောက်ဖို့စ조사ပြင်ဆင်ကြတဲ့အခြေအနေမျိုးဖြစ်သွားတယ်လို့ပဲသုံးသပ်မိပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကြီးအကျဉ်းများကွန်ရက် PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောပြထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ